United ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဒါပြီးခဲ့တဲ့ညပဲကစားသွားခဲ့တဲ့ပွဲမှာ United ကဒါ Everton အင်းကို0-1ဆိုတဲ့ရလဒ်နဲ့ဒါရှုံးနေခဲ့ပေါ့နော်ဒီပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဟိုပြောရလေးနည်းနည်းရှိတဲ့အကြောင်းပြောသွားမယ်ပြီးရင်တော့ပေါ့နော်ဒီရဲ့ပိုင်းမှာရရှိထားတဲ့ United ရဲ့သတင်းတွေကိုပြောပြပေးသွားမှာပဲဗျာ ်ပထမဆုံးမူတော့ဗောနော Everton ကိုရှုံးခဲ့တာတော်တော်လေးရှုံးချက်နာခဲ့တယ်လို့ပဲပြောရမလားဗျာပြီးတော့လေတော်တော်လေးမှတာရှော့ဖို့ကောင်းပါတယ်ဘာလို့လဲဆိုအားလုံးသိတဲ့အတိုင်းဗောနော်ဟိုဘက်ကဟိုတယောက်ယော့သွားတယ်ဗျာတယောက်ယော့သွားတာ7မိနစ်ကျော်ဝင်းကျင်လောက်တည်းဟာတယောက်ယော့သွားတယ်ကိုဘက်ကမိနစ်80ဝင်းကျင်လောက်ကို10ယောက်ဆက်တယောက်ကစားရတယ်ဒါတော့မှနိုင်အောင်မကန်နိုင်တဲ့အပြင်ရှုံးမှာရှုံးသွားသေးရဲ့ဆိုတော့ဗောနော် တတော်လေးရှက်ဖို့ကောင်းပါတယ်နောက်တစ်ခုကရောက်တော့ဗောနော်ကျွန်တော်တို့ဒါ United ပွဲမတိုင်ခင်မှာဒါ Liverpool တို့ Spurs တို့ရှုံးထားတယ်ဗျာဒီအသင်းတွေတီးတီးရှုံးထားတာဖြစ်တဲ့အတွက်ကိုရာနိုင်လိုက်မယ်ဆိုရင် United အသင်းကအဆင့်၄သုံးမုံ၅လောက်ဒီရောက်သွားနိုင်တယ်ဗျာပြီးရင်ဒီအဆင့်၄နေရာ Chelsea တို့အဆင့်၃နေရာ Man City တို့နဲ့ရမှတ်ခွာချမှုကိုလည်းတတော်လေးရှော့ချပြင်နိုင်လိုက်ပါဗျာဒါပေမဲ့လည်း United ကရှုံးနေနေတယ်ဟို ခုစီရောက်လာခဲ့တယ်ဗျာ6မှတ်တန်ပွဲတစ်ပွဲတူဒီမဟုတ်ပေါ့နော်ဟိုအဖိုးတန်နိုင်ပွဲတစ်ပွဲကိုလွှင့်ပြခဲ့တယ်ဒီနိုင်ပွဲကနေရရှိလာမဲ့ပေါ့နော်ကျွန်တော်စိတ်ခွန်အားတက်ကြွမှုတွေပြီးတော့ return man မှုတွေချိန်သွန်းတည်ငြိမ်မှုတွေအရာအားလုံးဆုံရှုံသွားခဲ့တယ်ပေါ့နော်ဒီပွဲကနေဒီပွဲကိုပြဗမာသုံးတောင်ဝေပိုင်းလေကန်ကြီးလောရမယ်ဆိုရင်တော့လူထုပုံကစရပါပဲ။အမိုးရင်ကိုတစ်ခါလေရောက်တော့လေနားမလဲဘူးဆိုတော့အဲ့လိုမျိုးတွေပေါ့နော်။ဘာလုပ်လဲဆိုတော့ပေါ့နော်ဒီသူပုံမှန်တိုင်း ူပွဲထွက်ခွင့်တိုင်းများသူပုံမှန်အရင်နေ့ကပွဲတိုင်းကစားနေကြနိုင်ကစားရင်ဒီပွဲဒီမနိုင်စရာအကြောင်းကိုမရှိဘူးဗျမနိုင်တော့မှဒီလိုမျိုးရုပ်ပြဆင်းပြပြစ်မှာမဟုတ်အခုကတော့ဟိုတည်တဲ့အတိုင်းပဲကျွန်တော်တို့ဒါပုံမှန်ပေါ့နော်ဒီ အာမတ်နေရာမှာပုံမှန်မာဇာရာဝီ၃နှစ်ပုံမှန်ဒီအာမတ်တရာလို့၃နေရာနေမာဇာရာဝီကို၃လာပြီအဓိကဘာလဲဆိုတော့ဘောနော်အဲ့ဘက်ချန်ကတာအေဗာတန်ရဲ့တိုက်စစ်မှုတွေဖြစ်တဲ့ဂရီးလစ်တို့ပြတခြားဒီတောင်မှပြေးတဲ့ကစားသမားတို့ထိမ့်ဖို့အတွက်ဘောနော်ဘာလို့လဲဆိုတော့အာမတ်ဆိုရင်တော့ဒါခန်းစစ်ကမာဇာဝီတော့မကောင်းဘူးဆိုတဲ့သဘောမျိုးနဲ့ဗျာ ဒူမာရာဇာဝီကိုထုတ်သွင်းခဲ့တာဖြစ်တယ်ပြီးတော့အာမတ်နဲ့အမ်မူမိုကိုရောက်တော့ဒီအေယာမတ်နှစ်ယောက်နေရာမှာထားရဲလုံးဝထင်မှတ်တာတိုက်စင်ပါဇစ်စည်းပေါ့နော်ဇစ်စည်းကိုတိုက်စင်မှုဖြစ် သူပထမဆုံးအချိန်ဒီဟာဒီမှာပွဲထွက်ခွင့်ပေးခဲ့တယ်ဗျာတော်တော်လေးဒါအချိန်နေဆိုးခဲ့ပါတယ်ဇစ်စည်းကလည်းဟိုချင်းစွမ်းလောက်ကြီးမကောင်းဘူးဗျာမိုက်ကယ်ဝင်ရစားတာဇစ်စည်းကိုဝေဖန်ထားတယ်အဲ့ဒါပါလဲဆိုတော့ဘလို့မဟုတ်တာစိတ်လှုပ်ရှားကြမရှိတဲ့တိုက်စင်မှုပြီးတော့ United နဲ့လည်းအမ်ဝင်နဲ့တိုက်စင်မှုဗျာဇစ်စည်းဆိုတာ United ကိုနေရာမှားပြီးရောက်လာသလားတောင် ထင်ရတယ် United နဲ့ Georgia ဇေစီကတော့ဘလို့မှာကိုလိုက်ဖက်မှုမရှိဘူးဆိုပြီးတော့ဒါ Michael Owen ရလည်းဝေဖန်ထားတယ်ပေါ့နော်ဆိုတော့ထားပါတော့အဲ့ဒီဒီ Armand နဲ့အမကူနေရာချင်းလိုက်ချင်းပေါ့နော်တိုက်စင်မှာကျွန်တော်တို့ကော်ညာမေဆန်မောင့်အဘန်ဂျမင်ဆက်ကိုဒီ၃ယောက်ကိုပဲတုံးလာနေဇီဇီကိုပထမဆုံးကျင်ဝုံတိုင်းတုံးလိုက်ချင်းနေရတာတော်တော်လေးကိုဟိုဗျာ United ခိုင်းမြင်နေရတဲ့ပုံစံဒီကျွန်တော်တို့ မမြင်ရတော့ဘူးပြီးတော့တစ်ဖက်ကတင်ရတဲ့ Everton ဖြစ်နေတာလည်းပါတယ်ပေါ့နော် Everton နဲ့ရောက်တော့ United ကကိုကအပေါ်အသင်းပုံစံမျိုးပဲကိုကပဲဘောလုံးကင်ပြီးတော့စော်တယ်ကိုကဗျာဒီအကွက်တွေဖော်ဆောင်ရမယ်ပြီးတော့ Everton ခန်းစစ်ကိုထိုးပေါက်ပြီးကိုတွေတွင်းရမယ်ပေါ့နော်အဲ့ဒီအခြေအနေမျိုးတွေဆို United ကအားနည်းဒီဘက်မှာမဟုတ်ဟိုးရင်ပွဲတွေရပဲ United ဘလို့ကောင်းလဲဆိုတံပြန်တိုက်စစ်တွေပေါ့နော်အဲ့ဒါကြောင့်အသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေဆိုရလက်တွေကောင်းတတ်တယ်ဆိုတာအဲ့ဒါပဲအသင်းကြီးတွေနဲ့တွေ့တဲ့ပွဲတွေဆိုကိုကတံပြန်တိုက်စစ် ကိုအဓိကထားကစားတယ်ဗျတကယ်လို့ပေါ့နော်ဥမာအာဆင်နယ်နဲ့ဟိုပွဲဥတွဲလိုမျိုးကိုကဖိပြီးကစားထားတယ်ဆိုရင်တောင်းပါဗျတစ်ဖက်ကအာဆင်နယ်အင်းဖြစ်တဲ့အတွက်ပေါ့နော်သူတို့ကလည်းဒါတိုက်စစ်ကိုပြန်ပြီးဆင်းလာတဲ့ခါရင်ရှိတယ်အဲ့လိုတိုက်စစ်ပြန်ဆင်းတဲ့အချိန်မျိုးမှာဆိုရင်ကိုကတက်မဲတိုက်စစ်နဲ့တပံပြန်ချင်းချောက်လို့ရရဗျအေဗာတန်အသင်းရောက်တော့ပေါ့နော်ကိုကတက်မဲတိုက်စစ်တံကိုခယူးဆက်ရပြီးတော့ကိုကတစ်ချိန်လုံးတိုက်နေရတာမျိုး ဖြစ်တယ်ဗောနော်အဲ့လိုအသင်းမျိုးနဲ့ပွဲမှာမှာဗျာဒီအာမတ်တရာလို AM နေရာမှာတုံးတာဘလို့မအောင်စဉ်းစားလို့မရအောင်နောက်တစ်ခုကတော့အဲရအစင်မပြေမှန်းလဲသူဝရန်တည်တယ်ဗျာကျွန်တော်မက်ဆီရီကိုရှုံးခဲ့တဲ့ပွဲမှာလဲအာမတ်ကဗောနော်အဲ AM နေရာမှာကစားခဲ့တာပြီးတော့နောက်တဲ့တပွဲနှစ်ပွဲလဲရှိသေးတယ်ဗျာအာမတ်အဲ AM နေရာမှာကစားတဲ့ပွဲတွေဘလို့မအစင်မပြေဘူးဗောနော်နောက်တစ်ခုကတော့အာမတ်ကိုယ်တိုင်လည်းပြောတာရှိတယ်ပြီးခဲ့တဲ့ကျွန်တော်တို့ဒါနိုင်ပွဲလေးတွေဗျာ၃ပွဲလောက်ဆက်လာတဲ့အချိန်မှာ သူနဲ့အမ်မူမိုနဲ့က return တော်မိတယ်ဗျာအမ်မူမိုက AMM နေရာမှာဆော်တယ်အာမကတော့အာအာမက်နေရာမှာဆော်တယ်သူတို့နှစ်ယောက်ညာကျန်တစ်ချောက်လုံးပါဗောနော်အမ်မူမိုနေရာကိုလည်းအာမကဝင်းဆော်နိုင်တယ်လို့အာမဆော်နေတဲ့ဒီ ဟိုဟာဘောနော် RM နေရာလဲအံဘူးမော်က short တက်တယ်ဗျာအဲ့လိုမျိုးဆိုသူတို့ညောင်းကဒီလို rotation လုပ်ပြီးကစားနေတော့တစ်ခါနောက်တန်းနေအတွက်ကဟိုတော်တော်အာရုံနောက်တယ်ပြီးတော့ speed တွေလည်းအများကြီးရတယ်ဗောနော်သူတို့နှစ်ယောက်ကလည်းအဲ့ဒီနှစ်နေရာကကစားရတယ်ဆိုရင်သူတို့အချင်းချင်းကြားမှာဒီ connection ဗောနော် connection ကလည်းတော်တော်ကောင်းတယ်ဗျာ AM နှစ်ယောက်နေရာမှာသူတို့နှစ်ယောက်ကစားတာတဲ့ခုနက RM AM လို့မျိုးတွဲကစားရင်သူတို့ရဲ့ connection ကလည်းတော်တော်လေးကောင်းတယ်ဗျာပြီးတော့ United ရဲ့အားအကောင်းဆုံးတိုက်စစ်နေရာလည်းဖြစ်တယ်ဗောနော် ို United မှာ Lorenzo ရဲ့အကောင်းဆုံးနေရာဘယ်နေရာလဲလို့ပြောရတယ်။ဒါအမှုမုံနဲ့အာမနှစ်ယောက်တည်းနေရာပဲပြောရမှာ။အဲ့ဒီတိုက်စစ်အချမ်းပဲပေါ့နော်။အဲ့ဒီတချမ်းကိုပဲကျွန်တော်တို့လက်မျိုးထိုးပြမှာဖြစ်တယ်။အမှုရင်ကအဲ့ဒါကြီးကိုဖျက်ဆီးပြီးတော့ဗျာသူကစားသမားအစ်စ်တွေကစားသမားအစ်စ်တော့မဟုတ်ဘူးပေါ့နော်။လူထုပ်ပုံစံအစ်စ်တွေနဲ့အသုံးပြုခဲ့တယ်ပြီးတော့ထုံးစံနိုင်မယ်ကျွန်တော်တို့ရှုံးခဲ့ရပေါ့။နောက်တစ်ပြောရတဲ့ချက်ရှိတာဒေါ်ဂူပေါ့နော်။ဒေါ်ဂူက ဟိုချိန်တော့အရင်ဆိုးနေတဲ့ကစားသမားတော့လေမဟုတ်ဘူးလားဟိုကောင်းနေတဲ့ကစားသမားလည်းမဟုတ်ပြန်ဆိုတော့ဗောနော်ဟိုပြီးတော့ဒီမှတ်တမ်းတွေရလဲဒေါကူပွဲထွက်လာရင်ရုံးတဲ့ပွဲတွေကများနေတယ်ဆိုတော့ဗောနော်ဒါပက်ထရစ်ဒေါကူကိုလည်းဘယ်လိုသုံးမလဲဗောဥမာသူ့ကိုဘယ်ဆိုင်မှာသုံးမဲ့ဆိုရင်ညာမှာဘယ်သူသုံးမှာလဲပက်ထရစ်ဒေါကူနဲ့ဒါလောလားပက်ထရစ်ဒေါကူနဲ့ဒါမာရာဇာဝီလားဒါမှမဟုတ်အာမတ်တီယာလိုလားစသဖြင့်ဗျာသူ့အနေနဲ့လည်းဒါဘယ်လိုပြောရမလဲဒီကောင်းမွန်တဲ့ခင်ကျင်းတကူလောက်ဆောင်ထားတဲ့နဲ့ဘာလို့လဲဆိုတော့ဟို ကျွန်တော်တို့အချိန်ပေးရမှလည်းမှန်တယ်နီးပြောက်ကိုစိတ်ရှည်ရမှလည်းမှန်တယ်ဒါပေမဲ့တပတ်တပိတ်ပဲကစား တပတ်တပွဲပဲကစားလို့ရတဲ့အနေထားပေါ့နော်ပြီးတော့အသင်းတွေကလည်းလောဆယ်ပွဲစဉ်ရလည်းကြက်တာမဟုတ်ဘူးဗျာဒီအချိန်တွေမှာတော့ကျွန်တော်တို့ဒီဒါ90ရာခိုင်နှုန်း win rate လောက်ရှိမှတော့အဆင်ပြေမယ်မဟုတ်ဘာလို့လဲဆိုတော့ဗျာကျွန်တော်တို့ကဒီကိုနိုင်နိုင်ရရှိတဲ့အသင်းတွေကိုနိုင်အောင်ကန်းထားပြီးတော့ဒါတိတ်ချင်းကမကွမကွာတဲ့အသင်းတွေနေဆိုရင်ဒါရမအတိန်ဆုံးခံနိုင်အောင်လို့ဒါကျူနင်းပြင်သင်းထားမယ်တဘောပဲဗျာဘာလို့လဲဆိုကိုသင်းကမယုံရလို့ပေါ့နော်အဲ့လိုဖြစ်ရမယ်အချိန်တွေမှာမနိုင်ခဲ့တာတော့ဒါတော်တော်လေးစိတ်ပြက်စရာကောင်းပါတယ်ပြီးတော့ဇာတ်ထိပ်ပိုင်းကိုတက်နိုင်မယ်ခွင့်ရေးယူလေဒါ ကျွန်တော်တို့လက်လွတ်လက်လွတ်ခဲ့ရတယ်ပေါ့ဗျာပြီးရင်ဒါ United ရဲ့ခန်းစစ်ကစားပုံပေါ့ခန်းစစ်ကစားပုံကလည်းဒါတော်တော်လေးဆိုးဝါးနေတုံးပဲဗျာဘာလို့လဲဆိုဂိုးသွားတဲ့ twin ကိုကြည်လိုက်ရင်လည်းတော်တော်လေးအံ့ဩတယ်ဗျာဘာလို့ကန်ဝင်ပေးမှမသိဘူး area ထိတ်ကနေဆိုအဲ့ဒီ United နောက်တန်းကစားသမားတွေကတအားကန်ဝင်ပေးတာခင်ဗျာဂိုးသမားမိတယ်ပဲထားအောင်ဗျာဒါမှမဟုတ်ပေါ့နော်ဂိုးသမားပုတ်ထုတ်လိုက်တယ်ဒါမှမဟုတ် area ထိတ်ကကန်ချက်တွေကဘေးကိုလွဲသွားတယ်ဆိုရင်တော့တမျိုးဗျာဒါပေမဲ့လေခုနကပြောလို့တောင်းကြလာတယ်ဟိုဂိုးသမားလိုက်ပြီးတော့ဗျာဒီ ခုံလို့မမီတဲ့အနေဒါဆွဲလို့မမီမမီတဲ့အနေဒါကိုဘောလုံးကဝိုက်ပြီးတော့ဝင်သွားတယ်ဆိုရင်အေရီယာထိတ်ကလုံးနေရလှလှပပကိုကိုးဝင်သွားတတ်တယ်ဗောနော်အဲ့ဒီပွဲမှာဆိုရင်လည်းဒါဒူဘရီဟောဗောနော်ဒီတိုက်စစ်ကစားသမားဟောမကန်ခင်ပါဗျာဒါယူနိုက်တက်ကစားသမားတွေကနောက်တန်းမှာ၄ယောက်လောက်ရှိတယ်ဒီသမားဘောလုံးမကန်ခင်ဒီကောင်ကဗျာဒီအေရီယာဗောနော်ကျွန်တော်တို့ဒီယူနိုက်တက်ရဲ့ ကုဒမဟာနေကုဒမဘက်ကနေကြည့်မယ်ဆိုရင်တော့သူ့ရဲ့ညာဘက်ခြမ်းပေါ့ဗျာအေဗာနမ်တိုက်စစ်ကကြည့်မယ်ဆိုရင်တော့သူတို့ရဲ့ဘေဘက်ခြမ်းအဲ့ဒီ United ရဲ့ဘေဘက် area ထိပ်လေးကနေ UE ဟိုကဆွဲလာပြီးတော့ဗျာတစ်ချက်ဒီ Robin တို့လိုဆွဲထုတ်ပြီးမှလန့်ကန်ထည့်သွားတာကိုးသွားတယ်ဗျာအဲ့ဒါကိုလည်းသိရမလားတကယ်ဆိုရင်ဒါယိုယိုလား Bruno Fernandes တက်လာတော့မသိဘူးပေါ့နော်ဒီ slide ပြည့်တယ်လို့မျိုးခြေတော်လန့်ထိုးလိုက်တာရှိတယ်ဗျာအဲ့ဒါကြီးကလွတ်သွားတာတကယ်ဆိုရင်ဗျာခြေတော်ထိုးစရာတော့မလိုပါဘူးသူကန်ခွင့်မရအောင်ကိုလိုက်ပြီးပိတ်ထားမယ်ဆိုရင်တော့ရပါတယ်ပြီးတော့ဟိုကစားသမားကလည်းဗျာဟိုအရင်ကောင်းမွန်နေတဲ့ ကစားသမားလည်းမဟုတ်ပုံမှန်သူလို့ကိုလို့ကစားသမားပဲဗျာပြီးရင်လန်နီယိုယိုဆိုတာဒီချင်းသွမ်းမြင့်ဟိုနောက်ခံလူဗျာပြီးရင်မက်တစ်ဒီလိုက်တို့လည်းရှိတယ်အဲ့ဒီမှာလူရှောတို့လည်းရှိသေးတယ်အဲ့ဒီဂျာတွေကနေအကန့်ခံလိုက်ရတာကြီးကတော့ဒါတော်တော်ဆိုးတယ် United အနေနဲ့နောက်ပိုင်းမှာတော့ဒါတွေ view site တင်နေပြီဗာဟုတ်လေဆိုကိုကဂိုးမရနိုင်တဲ့အချိန်မှာခန်းစစ်ကဂိုးတွေလွယ်လွယ်ပေးနေရရင်လည်းအလကားပဲပြီးတော့ကိုကဂိုးသွင်းထားတဲ့အချိန်မှာခန်းစစ်ကဂိုးတွေလွယ်လွယ်ပေးရင်လည်းဒါလည်းလကားပဲဗာဟုတ်လေဆိုတော့ဥမာတူးသီးနဲ့နိုင်နေရတယ်တူးတူးဖြစ်သွားတဲ့ပွဲမျိုးလीဆိုတော့ဒါ ရင်ခံမှုကောင်းတယ်ပေါ့နော်နောက်ဆုံးတစ်ချက်ပြောရရင်တော့တိုက်စစ်ပေါ့တိုက်စစ်ကလည်းထုံးစံတိုင်းပဲဒါကျွန်တော်တို့အခွင့်အရေးတွေကိုကောင်းစွာအသုံးမချနိုင်ဘူးကျွန်တော်တို့ကဒီစတက်တွေမှာကြီးနိုင်မယ်ဆိုရင်တော့ပေါ့နော်အချက်လက်တွေမှာကြီးနိုင်မယ်ဆိုရင်တော့ကိုယ့်ဘက်ကိုအကျင့်၂၀တော့ကန်တာတာပါညာတွေ့မယ်အဲ့ဒီအကျင့်၂၀ထဲမှာဘလူးနိုတယောက်တည်းကန်တာက၄၅ချိန်ပါနေတယ်ဗောနော်အေရီယာပြင်ပငတ်ကန်ချက်တွေကပိုများနေတယ်ဒီလိုမျိုးသဘောလည်းရှိတယ်ဒါပေမဲ့လည်းကိုရနိုင်ချေရှိတဲ့အခွင့်အရေးတွေပြဒီပက်ထရစ်တော်ကိုကန်ရတယ်ပြီးတော့အမတ်ပြီးတော့မေဆမောင်းမေဆမောင်းမို့မက်တစ်ဒီလိုက်ကန်ရတယ်ပွဲပြီးကနီးမှာဗောနော်ဒီလိုမျိုးဆိုဟို ဒီလိုကံဝေးရတဲ့အခြေအနေတွေမှာလည်းဒါ United က goal ရအောင်မသွင်းနိုင်ခဲ့ဘူးတကယ်လို့ goal သင့်တယ်ပေါ့နော်တကူလောက်တော့ပြီးတော့ဒီအမ်ဘူးမိုရိုအာမတ်တိုဆိုရင်လည်းဒါကိုတူချင်းအစွမ်းပြလိုသိတဲ့နေနဲ့များပြီးပေးရမယ့်လုံးနေမပေးလိုက်တာရှိတယ်ဒီလိုမျိုးတွေကနေကျွန်တော်တို့ဒါ twin goal တွေလည်းမရခဲ့ဘူးပေါ့နော်ဆိုတော့ Everton နဲ့ပွဲတည်တော့ဒါ United ရဲ့မူရင်းအတိုင်းခြေစွမ်းကိုပို့ပြီးတော့ညင်အောင်စေတယ်ဗျမူရင်းအတိုင်းခြေစွမ်းဆိုတော့ခံစစ်ကလည်းမကောင်းဘူးတိုက်စစ်ကလည်းဒါခွင့်ရေးတွေအကောင်းအောင်အသုံးမချနိုင်ဘူးပေါ့နော်ဒီနေရာမှာဟို တခုကောင်းတာပါရှိလဲဆိုတော့ကျွန်တော်ဒီရည်မှာပဲဒီအမြင်ဘောတွေအတုံးချတာကောင်းလာတယ်လောင်းဘောတွေကနေကိုးတွေရယူလာနိုင်တယ်ပြီးတော့တင်ကံဘောတွေတောင်းကံဘောတွေကနေကိုးတွေရလာနိုင်တယ်ခန့်စင်ကကောင်းတဲ့ပွဲမှာလည်းတချို့ကောင်းတဲ့အရေးအယောင်တွေတော်တော်မြင်ရတယ်တိုက်စစ်ကတော့ပွဲတိုင်းနှိပါတာခွင့်ရေးဖန်တီးမှုတွေပြုလုပ်နိုင်ပေမဲ့အဆုံးသက်ပိုင်းမှာညံပြစ်နေတာမျိုးတွေ့ရတယ်ပေါ့နော်ဆိုတော့ဒီရည်တွေကိုဒါအမွန်ရင်နေနဲ့ဘလို့ကိုင်းတွယ်မလဲဆိုတာကျွန်တော်တို့ဒါဆောင်ကြည့်ရမှာဖြစ်တယ်ပေါ့နော် ပြီးတော့ဒီရပိုင်းနားအောင်ပြင်နေတယ်စူးလွင်လွင်ရတာဖြစ်လို့ပြလိုက်တဲ့ကြိုးတွေသချင်းတော်မှာတွားပြီးတော့ဗျာဟိုမန်ယူရှုံးမွေးနဲ့ ကြုံသွားတော့ခေါင်းနဲ့တော်ရောက်သွားတယ်ဘာလို့လဲဆိုတော့ဒီသင်းအောင်လို့ငါတို့ဒီလိုပဲသဘောထားထားပြင်မိလေကရင်ထဲကကျွန်တော်တို့တော့ပြောနေတာပဲဟာမင်းကြိုပြီးတော့ပြင်ရအောင်တော့ဒီဟာဒီအသင်းအရှုံးရလက်တွေပါညားမှာပေါ့နော်ဒါပေမဲ့လေတကယ်တမ်းရောက်တော့လေနိုင်ကျင်တာပဲလေသူကသူ အတင်းကဘယ်ချင်းနေပဲဖြစ်ဖြစ်ကျွန်တော်တို့ကနိုင်ရတော့ပူပြော်တာပေါ့ဗျာအဲ့လိုမျိုးဆိုတော့ဒီလိုမျိုးပွဲတွေရှုံသွားပြီဆိုရင်လည်းအဲ့ဒီဖြစ်လွတ်ပြတ်တဲ့ဂျိုးလိုဟာဒီဂျိုးကြီးငါဖြေပြလိုက်ရတော့မလားပေါ့နော်ငါ့ကိုချီနေတဲ့ဒီ United ရဲ့တန်ရောစင်တွေကိုပဲဒါပြန်ခွာချလိုက်ရမလားပေါ့နော်ဒိုရီမဟုတ်ပေါ့နော်ဒီကျွန်တော်တို့ကနေတိန်တိုင်းအုပ်ထဲကမိတ်တုတ်ကျဲကလေးတွေလိုပဲအငဲမိတ်တုတ်မိတ်တုတ်နေပဲဒါ United အတင်းကိုချစ်ခင်အားပေးနေမလားဆိုတဲ့စသဖြင့်ဗျာအဲ့လိုဟာမျိုးတွေပါဒါဖြစ်သွားတယ်ပေါ့နော်နောက်တစ်ခုကတော့ဒါ United ဒီ ဖြည့်လွတ်ပလိုက်တယ်ဗောနော်ဒီအဝါတွေဗောသုံးမှတ်တန်ဂျိုးတွေဒါမှမဟုတ်ဖြည့်လွတ်ပစ်လိုက်တဲ့ဇရထိပ်ပိုင်ရောက်ရှိနိုင်စေမဲ့ဂျိုးတွေနောက်တစ်ခုကတော့ United ဖြည့်လွတ်ပစ်လိုက်တယ်ဗောနော်ဒီငါးပွဲဆက် မရှုံချင်းဆိုတဲ့ပေါ့နော်ဒီပွဲတွေအများကြီးမရှုံနိုင်တဲ့ကျူးတွေအရာအလုံးကိုဒါ United ကဒီတပွဲတည်းနဲ့ကျွန်တော်တို့ဖြေလွတ်ပစ်လိုက်တယ်လို့အဲ့လိုခံစားရတယ်ဗျာဘာလို့လဲဆိုကိုယ့်ကိုအပေါ်ကိုဆွဲတင်ပေးမယ်ကျူးတွေပြီးတော့ကိုယ့်ကိုပေါ့နော်ဒီခြေစွမ်းရနဲ့တည်ငြိမ်နေဆိုတာကို6ပွဲလောက်တွေဆွဲဆန့်ပေးနိုင်မယ်ကျူးတွေပြီးတော့အသင်းရဲ့ဗျာရှေ့လာလာအတွက်ခွန်အားတွေဖြစ်စင်မယ်ကျူးအားတွေနဲ့ဖြစ်စင်မယ်ကျူးအဲ့ဒီကျူးတွေအားလုံးကို United ကဒါမိအောင်မကင်ဆွဲနိုင်မယ်နဲ့ဖြေလွတ်ပစ်လိုက်တယ်လို့ဒီလိုမျိုးဒါခံစားရတာဖြစ်ပါတယ် ပြီးရင်တော့ကျွန်တော်တို့ဒါနောက်ဆက်တွဲသတင်းလေးတွေအနေနဲ့ United ကဒါအာဖရိကဖလာဝင်စီလို့ရမယ်မာရာဇာဝီရဲ့အာမတ်ရဲ့ Brian Ambu Mo ရဲ့ဘူတော့ဒါနောက်ဆုံးချိန်ကြာမှာဗျအာဖရိကဖလာဝင်စီလို့ပို့ဒီစဉ်းစားထားတယ်လို့သိရတယ်ဒီလိုမျိုး United ကလည်းတန်ဟလက်ထက်တုန်းကအူနာနာနဲ့တော့လည်းအဲ့လိုမျိုးလှုပ်လိုက်သေးရဗျနိုင်ငံပွဲကိုလွှတ်အောင်ကိစ္စကိုဗျတပွဲလောက်နောက်ကျပြီးမှလွှတ်တာမျိုးရှိရနောက်ကျတော့ training ချိန်တွေနောက်ကျသွားတာပါဖမ်းတဲ့ချိန်ရင် ပွဲဥဒ်ဖန်နေချင်းရတော့နောက်မကြဘူးပေါ့နော်ခုလဲအဲ့လိုပဲဒီ United ကဒီဇင်ဘာ15ရက်နေ့ဘုံပေါင်းတဲ့ပွဲမတိုင်ခင်အထိပေါ့နော်အဲ့ဘုံပေါင်းတဲ့ပွဲမှာပါဒီ၃ရောက်ကိုဝင်ကစားစေချင်တယ်ပြီးရင်တော့ Africa Cloud ကိုဈေးလွတ်ပေးမယ်ဆိုတဲ့ပုံစံမျိုးတွေတွေ့ရတယ်ပုံမှန်ဆိုရင်တော့ဗျာကျွန်တော်တို့ကဒီတပတ်လောက်တော့စိုးသွားရတာပဲပေါ့နော်သူတို့နိုင်ငံပွဲတွေမကန်ခင် United ကအဲ့တော့အချိန်နည်းနည်းလေးဆွဲချင်တဲ့သဘောမှာတော့ရှိရပေါ့နော်ပြီးတော့ United ကကျွန်တော်တို့ဒါ ခုတလောတော့ကလေဗျာဒါ minimum ဘိုင်းမှာပတ်သက်ပြီးလူတစ်တယောက်ထပ်ခေါ်ရေပေါ့နော်အခုလဲနောက်ထပ်တယောက်ထပ်ခေါ်လိုက်ပြီးအဲ့ဒါဘာလဲဆိုတော့ဒါလူငယ်အကယ်ဒမီတွေဒါကင်းတောက်ရှောက်ဖေးဖို့ပေါ့နော်ဘလုံးသမားကောင်းတဲ့သူလေးတွေငငယ်လေးကနေပြီးတော့ပေါ့နော်ဘယ်ကစားသမားတွေကောင်းနေလဲစသဖြင့်ကင်းထောက်ဖို့အတွက်ကိုကိုင်လီမကလီဆိုတဲ့ပေါ့နော်အာကစားတိုင်တာတယောက် ID အဲ့လိုမျိုးပေါ့ဗျာဒီကင်းတောက်နဲ့ပတ်သက်တဲ့ဟို ကျွမ်းကျင်တဲ့လူတယောက်ကိုထပ်ပြီးခန့်ခဲ့တယ်။သူကဟိုချက်စီတို့ Brighton တို့ Watson တို့မှာလည်းဒါအလုပ်လုပ်ခဲ့တယ်ဆိုတော့ဗျာတော်တော်လေးများကောင်းမလားဘောနော်ဒါကတော့မျောလင်းရတာပဲ။ဘာလို့လဲဆိုချက်စီလူနဲ့ Academy ကလက်ရှိမှာ Cohan ထုတ်ကုန်နေဆိုတော့ Premier League မှာအကောင်းဆုံးပဲသူကသူဒါ Man City တို့ဘာလို့နာမည်ကြီးတယ်၊ကွင်းတွေရိုင်းကောင်းနေတယ်ဆိုပေမဲ့ဘောနော်လောလောဆယ်ချက်စီဒီလူငယ်ထုတ်လုပ်တဲ့နေရာမှာအကောင်းဆုံးပြီးရင် Brighton ဆိုရင်လည်း ဘလောက်ကောင်းနေသောအားလုံးအတိပဲပေါ့နော်ဒီကွင်းနဲ့ခန်းစစ်တွေထုတ်ရောင်းတာနဲ့တန်တရာတန်တရာနဲ့တည့်ယူနေတဲ့အသင်းတွေဆိုတော့အဲ့ဒီအသင်းတွေမှာပေါ့နော်ကင်းတောက်အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဘူးတဲ့ဒါကိုင်းနေမကလွေကို United အသင်းကတော့ခေါ်ယူလိုက်ပြီး United အသင်းရဲ့ပေါ့နော်ဟိုအသစ်တွေထက်ရောက်လာဘူးမမျောပါဘူးညာအတိရမလားမျောလို့နေရကြီးခေါ်ထားတယ်စကူကိုနေချောက်ပြီးမာတင်ပြီးတော့ဂျီဂျီဖလက်ချာတို့ရှိမယ်ပြီးရင်ကျွန်တော်တို့ဒါနောက်တန်း Haven လေးတို့ရှိမယ်ဗျာပြီးရင် Shawley C တို့ဒေသသမားလေးတွေဒါ ကောင်းကောင်းမခြေလွှမ်းပြအောင်ဟိုမြေတော်မြောက်ပြီးနိုင်နေဆိုရင်ကျွန်တော်ကတော့တော်တော်ဝမ်းသာနေဘာလို့လဲဆိုတော့ဗောနော်ဒီအစ်စ်တွေခေါ်လာလိုက်ဘယ်တော့ကောင်းလာမလဲမြုံလင်းလိုက်ပျောက်သွားလိုက်နေဆိုတော့ဗျာဟိုခုနကကျွန်တော်တို့မျောလင်းညက်ထားပြီးခေါ်ထားတဲ့ကစားသမားလေးတွေလည်းအသင်းမှာတယောက်လောက်တော့ဗောနော်ကောင်းကောင်းကန်ကန်လေးဒါမြင်ချင်းမိပါတယ် ယူနိုက်တက်အသင်းနဲ့အာဆင်နယ်အသင်းတို့ကပေါ့နော်အသင်းရဲ့ဒီဒဏ်ရာရကစားသမားတွေရှိကြတယ်ဗျာဒီဒဏ်ရာရကစားသမားတွေကြန့်ခိုင်မှုပိုးပြီးပြေဝစေဖို့ return မိတွေဖို့သူတို့ရဲ့ဒါကစားချိန်တွေပါတွေကိုကင်းကွာနေတာကြာတော့ဗျာအဲ့ဒါတွေ return မိတွေဖို့အတွက်တကားပိတ်ခြေစမ်းပွဲတပွဲကစားဖို့စီစဉ်ထားတယ်မန်ယူနဲ့အာဆင်နယ်အသင်းဒါတကားပိတ်ခြေစမ်းပွဲကစားမှာပေါ့နော်အဲ့ဒါဘယ်တော့လဲဆိုတော့ကျွန်တော်တို့ဒါနိုဝင်ဘာ29ရက်နေ့မှာကစားမှာဖြစ်ပါတယ်ဘယ်မှာလဲဆိုတော့ဒါ Sober Reality Training ပေါ့နော်ကျွန်တော်တို့ United အသင်းရဲ့ training ကွင်းမှာပဲဒါတကားပိတ်ကစားမယ်လို့သိရတယ်ဗျာအဲ့ဒီပွဲ ဲမှာတော့ဒါဘူးတွေပါဝင်မယ်လည်းမသိဘူးတေးကြတဲ့လောက်တော့ဗောနော်ကျွန်တော်တို့ United ဘက်ကလီဆန်လိုမာတီနက်တို့ပါတော့ဝင်ကစားမယ်ထင်တယ်ဗျပြီးတော့ကျွန်တော်ခုနကပြောတယ်ဗောနော်လူငယ်စားသမားတွေလည်းဒါပောင်ကစားနိုင်ကြီးရှိတယ်တကားပိတ်ခြေစံပွဲဖြစ်တဲ့အတွက်ပေါ့နော်ကစားသမားတွေရဲ့ဒါဟို game တိုင်းအတွက်အထောက်အကူဖြစ်အောင်ကစားရတာဖြစ်တယ်။ကျန်တဲ့အရာတွေကတော့ဘာမှမရှိဘူးပေါ့နော် ယူနိုက်တက်အနေနဲ့ကဒါအဲဗာတန်ရဲ့ကွင်းနဲ့လူဂျင်းကနာကိုပြန်ပြီးတော့ခေါ်ယူဖို့ပေါ့နော်စဉ်းစားနေတယ်လို့သိရတယ်ကဘာလို့လဲဆိုတော့ဂျင်းကနာကိုယူနိုက်တက်တင်ရတန်းဟက်လက်ထံမှာဒါလက်လွတ်ခဲ့လိုက်တာကတကယ်တော့ဂျင်းကနာတည်တယ်ဟိုစကောမတ်တီစကောမတ်တိုမီနီတို့နောက်ပိုင်းမှာယူနိုက်တက်ကွင်းလဲမှာတောက်ပလာနိုင်တယ်ဆိုပြီးတော့ဗျအကယ်ဒမီကနေထွက်လာတယ်တယောက်ပဲဒါပေမဲ့လည်းအဲဗာတန်ကိုအယောင်းခံလိုက်ရတယ်ယူနိုက်တက်မှာလည်းပွဲကစားချိန်ကောင်းကောင်းမရလိုက်ဘူးဗျဆိုရင်တော့ဒီ6ပြီးမာတင်တို့လောက်ကိုပွဲပွဲကစားခွင့်မရလိုက်ဖ ೇನೆ ဟို Everton ရောက်သွားတယ် Everton မှာတော့ကောင်းမွန်တဲ့ခြေစွမ်းနေပြနေတယ် David Moyes လက်ထက်မှာဆိုရင်လည်းဒီ Jane Garner က RBD ရေးထိစင်းစော့ပေးတာရှိတယ်ပြီးရင်ကိုယ့်ရဲ့ tight set တွေရောပေါ့တော့ Tomine လိုမျိုးဒါ tight set ကိုအားညာများလိုက်ရတဲ့ပုံစံရောပြီးတော့သူ့ရဲ့မူရင်းစော့နေကြဖြစ်တယ်ပေါ့နော်ဒီဟာ DM နေရာမှာရော Jane Garner ကကောင်းကောင်းကစားနိုင်တဲ့ကစားသမားဖြစ်တယ်ပေါ့နော်ပြီးတော့ Premier League အတွေ့အကြုံလည်းဒါတော့အတော်သင့်တော်များွားကြီးပြ Everton မှာနှစ်နှစ်သုံးနှစ်လောက်ကန်လိုက်ပြီဆိုတော့ပေါ့နော် ဒါဒါသူ့ကိုပြန်ခေါ်ခြင်းနဲ့ဆိုတဲ့သတင်းတွေလည်းထွက်နေတယ်ဆိုတော့ဟို United ရဲ့ပြောင်းရွှေ့တွေကတော့ဘယ်လိုဖြစ်မလဲမသိဘူး။ Queen Lee လို့ခေါ်မဲ့သတင်းတွေပါတယ်ကလည်းအခုတီတာလောက်ခတ်ဆဲပဲဘာမှဒီလိုမျိုးဒီပြောင်းရွှေ့ကာလမဟုတ်တာတော့ထွက်ပေါ်နေတာဆိုတော့ဗျာဟိုတကယ်ဟုတ်လားမဟုတ်လားတော့ပြောတတ်ဘူး။ဒါပေမဲ့ဒီဇန်နဝါရီမှာလဲပေါ့နော် Queen Lee လူတို့ဒီမဟုတ်တာအာဖရိကပွဲအတွက်ဆီလွတ်လိုက်ရမယ့်ကစားသမားရဲ့နေရာမှာ ထပ်ဖြည့်ဖို့ဒုတိမဟုတ်ပါတော့ဒံရရနိုင်ကြီးညားလာတဲ့အချိန်မှာအတင်အသုံးပြုနိုင်မှုကစားသမားတွေတော့ဒါထပ်ခွန်နိုင်ကြီးရှိတယ်လို့ကျွန်တော်ကတော့မြင်မိတယ်ဗျဆိုတော့ဇန်နဝါရီမှာဘယ်သူရောက်လာမလဲဒါရင်ခုန်ရင်းနဲ့ပေါ့နော်ကျွန်တော်တို့ရှေ့လာမယ့်ပွဲတွေကိုလည်းအတူတူအပိတ်ချအောင်သူပေါ့ဗျာကျွန်တော်ခုနကဇွန်လရဲ့တခြင်းလို့ပြန်ထုတ်ပြ တော်ရကျွန်တော်တို့ကတော့ဒီဂျိုးကြီးကိုဖြေလွတ်မပြစ်နိုင်ဘူးဒီ United ဆိုဂျိုးကြီးကကျွန်တော်တို့ ਨੇ တသက်တာပေါ့နော်ထာဝရကျွန်တော်တို့ကជីနောင်သွားတော့မှာပဲခုနကလိုပဲစိတ်တူလိုက်ကြံအားတင်းလိုက်ပေါ့နော်ကိုအတင်းနိုင်တဲ့ခါအောင်မြင်မှုတွေရတဲ့ခါဝမ်းသာလိုက်ဒီလိုမျိုးနဲ့ပဲဘောလုံးနဲ့တူကျွန်တော်တို့ကတော့ပြိတက်တရားအနေနဲ့ဆက်ပြီးတော့ဟိုရှင်းတန်သွားအောင်မှာပဲပေါ့လေဒီလိုပဲဒါပြောရမှာပေါ့ United ပြိတက်များအားလုံးကျွန်တော်ရဲ့ channel လေးကိုကြည့်ပေးနေတဲ့ညီကောင်မတော်မအားလုံးကျမ်းမာချမ်းသာကြပါစေပြီးတော့ပျော်ရွှင်ငြိမ်းချမ်းကြပါစေဗျာကျေးဇူးတင်ပါတယ်